မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ2ရက်နေ့အတွက် People's Spring ရဲ့နေ့လယ်ခေတ္တနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုဂျာမုံနဲ့သတင်းကပြပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါယူကရိန်းနိုင်ငံပိုင်းနဲ့တဲရုရှားရဲ့ထိုးဖောက်ဝင်ရောက်နိုင်စွမ်းကပြီးခဲ့တဲ့စက်တင်ဘာလတည်းမှာတည်တည်တသာအားလျော့သွားပါတယ်ယူကရိန်းနိုင်ငံအရှေ့ပိုင်းကစစ်မြေပြင်အခြေအနေကိုစောင့်ကြည့်လေ့လာနေတဲ့ Deep State အဖွဲ့ကရုရှားဟာမေလနောက်ပိုင်းနေမြေသိမ်းပိုင်နိုင်စွမ်းအနည်းဆုံးကာလတစ်ခုကို စက်တင်ဘာလတွေမှာကြုံတွေ့ဖြတ်တန်းခဲ့ရတယ်လို့ပြောပါတယ်။စက်တင်ဘာလတွေမှာနောက်ထပ်ယူကရိန်းနယ်မြေမိုင်းတရာပတ်လည်ကိုရုရှားကသိမ်းယူခဲ့ကြောင်းတနည်းအားဖြင့်ယူကရိန်းတနိုင်ငံလုံးဧရိယာရဲ့3.3ရာခိုင်နှုန်းကိုရုရှားကတလတာအတွင်းချဲ့ထွင်သိမ်းယူခဲ့တာဖြစ်ကြောင်း Deep State ကဆိုပါတယ်။ဒါပေမဲ့ August လတုန်းကရုရှားတပ်တွေချဲ့ထွင်သိမ်းယူနိုင်ခဲ့တဲ့မြေအကျယ်ဝန်းနယ်ရှင်တော့စက်တင်ဘာလမှာ44ရာခိုင်နှုန်းထိရော့ကျသွားတာဖြစ်ပါတယ်။အခုဆိုရင်ယူကရိန်းပိုင်နဲ့အကျယ်ဝန်းစုစုပေါင်းရဲ့ 19.34ရာခိုင်နှုန်းကရုရှားထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ Deep State ကတွက်ချက်ထားပါတယ်။အောက်တိုဘာ၁ရက်နေ့မှာတော့ယူကရိန်းစစ်ဦးစီးချုပ် Oleksandr Sarsky ကသူ့ရဲ့တပ်တွေဟာစက်တင်ဘာ30ရက်နေ့တုန်းကတမိုင်ပတ်လေကန်ကျယ်ဝန်းတဲ့ area ကိုပြန်သိမ်းယူနိုင်ခဲ့တယ်လို့ပြောပါတယ်။နောက်ပြီး Donyas ပြည်နယ်ထဲမှာလည်းရန်သူတွေကိုတိုက်ထုတ်ပြီးတဲ့နောက်နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေတယ်လို့သူကဆိုပါတယ်။ပြီးခဲ့တဲ့အပတ်မှာရုရှားကမိုင်၄၀၀ကျော်ရှည်လျားတဲ့စစ်မြေပြင်တစ်လျှောက်မှာ တပ်ဖွဲ့ငယ်တွေကိုတုံးပြီးတော့အကဲဆန်းတိုက်ခိုက်တာတွေပိုလောက်လာတယ်လို့ဆာစကီကပြောပါတယ်ရုရှားဟာယူနစ်သေးသေးလေးတွေကိုခွဲထုတ်ဖြန့်ကျက်ပြီးအရေးအတွက်အမြောက်အများဆေးလွှတ်ရင်းယူကရိန်းပိုင်နက်ထဲရနိုင်သမျှတိုးဝင်တဲ့နည်းကိုအသုံးပြုနေတာလို့သူကမှတ်ချက်ပေးခဲ့ပါတယ်ခြုံပြီးကြည့်မယ်ဆိုရင်တော့ရန်သူလှုပ်ရှားမှုတွေကိုနိုင်နိုင်နင်းနင်းဆက်လက်ထိန်းသိမ်းထားနိုင်ပြီးယူကရိန်းဘက်ကလည်းစစ်မြေပြင်မှာအောင်မြင်မှုတချို့ရှိနေတယ်လို့သူကပြောကြားခဲ့တာပါတစ်ဖက်မှာတော့2025 January တရက်နေ့ကစပြီးတွက်ချက်ရင် ်စစ်ပွဲအတွင်းယူကရိန်းပိုင်နက်ထဲကနေမြေမိုင်းတထောင်ခန့်ကိုချဲ့ထွင်သိမ်းယူနိုင်ခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကစက်တင်ဘာလကောင်ပိုင်းမှာထုတ်ပြန်ထားပါရရှင်။ရေထဲမျောနေတဲ့ထိုင်းအမျိုးသမီးကြီးတဦးကိုမြန်မာအမျိုးသားတဦးကကဲဆဲပေးခဲ့တယ်လို့ထိုင်းမီဒီယာက ဖော်ပြပါရတယ်။မနေ့ကအောက်တိုဘာ၁ရက်နေ့ညပိုင်းမှာအသက်52နှစ်အရွယ်ထိုင်းအမျိုးသမီးကြီးကဆမ်မုတ်ဆုခရန်ပြည်နယ်ထဲမှာမတော်တဆပြုတ်ကျသွားပြီးမဲခလုံမြစ်ထဲမှာမျောပါသွားတာပါ။သူမကရေရင်ဆိုင်ကျိုးတစ်ခုကိုတွေ့ပြီး 4နာရီလောက်တောက်ခံနေခဲ့ရပါတယ်။ဒီချိန်အသက်34နှစ်အရွယ်ငါးဖက်လှေအလုသမားမြမအမျိုးသားကမြစ်ကပားမှာအလုလုနေရင်းအကူညီတောင်းတန်ခတ်တဲ့တဲ့ကိုကြားခဲ့တယ်လို့ဆိုပါတယ်။သူကညဘက်ကြီးတရဲ၆တဲထင်းလို့ခေါင်းနှပန်းကြီးသွားခဲ့ပေမဲ့တတိမွေစုံစမ်းကြည့်တဲ့နောက်လူတအူးဒုက္ခရောက်နေမှန်းသိသွားခဲ့ပါတယ်။ငါးဖက်လှေတစည်းရဲ့ဆိုင်းကျိုးမှာတွဲခိုရင်းရေထဲမှာဖြော့တော့နွမ်းလျာနေတဲ့အမျိုးသမီးကြီးကိုတွေ့သွားတဲ့နောက်မြမအမျိုးသားကတငယ်ချင်းတွေကိုချက်ချင်းအကူအညီလှန့်တောင်းပြီး ကယ်ဆယ်ရေးစတင်ခဲ့ပါတယ်။သူကအမျိုးသမီးကြီးကိုကမ်းခြေဘက်ခေါ်လာပြီးနှွေးထွေးအောင်လဲကူညီပေးထားခဲ့ပါတယ်။ထိုင်းမီဒီယာတွေကတော့အဲ့ဒီမြန်မာနိုင်ငံသားရဲ့နာမည်ကိုသူဒီလို့ဖော်ပြထားပါတယ်။ကံအားလျော်စွာနဲ့အသက်ရှင်ခဲ့တဲ့ထိုင်းအမျိုးသမီးကြီးတစ်ဝမ်ကတော့သူမဟာမြေကမ်းတစ်လျှောက်ပစ္စည်းလိုက်ကောက်ရင်းရေထဲပြုတ်ကျသွားခဲ့တာလို့ပြောပါတယ်။သူမကိုရှာတွေ့တဲ့နေရာကရေထဲကိုစပီးပြုတ်ကျသွားတဲ့နေရာနဲ့ဆိုရင်တမန်ကျော်လောက်ကွာဝေးပါတယ်။အနီးအနားကနေငါးဖန်လှေကြီးတွေဖြတ်သွားပေမဲ့လေလှေအရွယ်အစားကြီးတာရော မောင်မိုက်နေတာကြောင့်ပါသူ့ကိုမြင်မသွားခဲ့ကြဘူးလို့တစ်ဝမ်ကဆိုပါတယ်သူ့အနေနဲ့ရေပေါ်မှာပက်လက်လန်ကိုဖော့ပြီးမျောထားရင်ပဲအသက်ရှင်ဖို့ဆူတောင်းနေခဲ့ရတယ်လို့အမျိုးသမီးကြီးကပြောပါတယ်သူ့ကိုငါးဖန်းလေတစည်းရဲ့အဖွဲ့သားတွေအခုလိုရှာတွေ့သွားတဲ့ဖြစ်ရကတော့တကယ်ကိုထူးကဲအံ့ဖွယ်ကိစ္စမျိုးလို့သူမကဖွင့်ဟသွားခဲ့ပါတယ်ရှင်ဆက်ပြီးပြည်တွင်းသတင်းတွေကိုတော့သတင်းကပြပြပေးမှာဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကတအန်းတက် TNL ထင်းချုပ်ထားတဲ့ နမတူနဲ့မန်တော်မြို့နယ်တွေကိုဒီနေ့မနက်ပိုင်းမှာစကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကနအူးတရင်အရာအရက်သား၃ယောက်သေဆုံးပြီး9ယောက်ထပ်မံတဲ့ရာရရှိခဲ့တယ်လို့သိရတာပါ။နမတူမြို့ရက်ွက်ရှင်နဲ့မန်တော်မြို့နယ်တနည်းအားကိုဒီနေ့မနက်9:55မိနစ်နဲ့9:00နာရီခွဲမှာဘုံကျဲတိုက်ခိုက်သွားတာလို့ရှမ်းပြည်နယ်မြောက်ပိုင်းတရင်အမတ်တချို့ကပြောပါတယ်။နမတူမြို့ခံတူကဒေသခံအရက်သား၃ယောက်သေဆုံး9ယောက်ထပ်ရာရရှိခဲ့ပြီးအဲ့ဒီတရင်အရာသူတွေထဲမှာကလေးတွေပါတယ်လို့ပြောပါတယ်။ ဒါ့အပြင်မန်တော်မြို့အနီးကိုလည်းစစ်ကောင်စီတပ်ကဂျော်ဖိုက်တာနှစီးနဲ့ပုံကျတာဖြစ်ပြီးလူထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ရှမ်းမြောက်သတင်းရင်းမြစ်ကပြောပါရယ် TNL ဟာ2023အောက်တိုဘာ29ရက်ကစတင်တဲ့ဒသ29ဆစ်စင်ရင်းနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်းမဲတီဘောနမ်ဆန်မိုင်းလုံးမိုးမိတ်မန်တုံနမ်မတူကုတ်ခိုင်နောင်ချိုနမ်ခမ်းမိုင်းငေါမြို့နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုတင်းယူခဲ့တာပါ2025နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးဆက်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။စစ်ကောင်စီကအကြောင်းမဲမြို့ကိုလည်းဆက်လက်ထိုးစစ်ဆင်ခဲ့ပြီးမနေ့ကအော်တိုဘာ၁ရက်မှာပြန်လည်ထင်းချုံနိုင်ပြီလို့သတင်းထုတ်ပြန်ထားပါတယ်။အကြောင်းမဲမြို့ကိုထင်းချုံလိုက်ပြီလို့ကြေညာပြီးနောက်တနေ့မှာပဲနမ်မတူနဲ့မန်တော်မြို့ကိုစစ်ကောင်စီကဘုံကျဲတာဖြစ်ပါတယ်။ DNL ထင်းချုံထားတဲ့မြို့တွေကိုဆက်လက်တိုက်ခိုက်မယ်လို့စစ်ကောင်စီဝါရဖြန့်ချီရဲ့လူမှုကွန်ရက်အစာမျက်နှာတွေကဖော်ပြနေပါတယ်။ DNL ကတော့ဒေသခံပြည်သူတွေလေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် စစ်ရေးအခြေအနေကိုသတိပြုဖို့ထုတ်ပြန်ထားပါတယ်။အရက်သားပြည်သူတွေလုံခြုံရေးနဲ့ပတ်သက်တဲ့အရှင်းလင်းတဲ့ထုတ်ပြန်ချက်မျိုးကိုတော့ဖော်ပြထားတာမရှိသေးပါဘူးရှင်။စကိုင်းတိုင်းကမ်ဘလူးမြို့နယ်အုံတော်ပြူစော်တိရွာကာကဲစကန်ကိုဝင်ရောက်စီးနင်းခဲ့ရမှာ လက်နက်9လက်နဲ့အစစ်တပ်ပန်း6ယောက်ဖမ်းမိတယ်လို့ကမ်ဘလူးခရိုင်ပောက်ခဖအလှူရှားရေးတပ်ဒုတက်ရဲမှုဘိုးပိုင်ချဲကပြောပါတယ်။အော်တိုဘားတရက်မနေ့ည10:00နာရီဝန်းကျင်မှာထန်းကုန်းနဲ့ဒန်းပင်ကျေးရွာကြားက အုံတော်ဘီစောဒီရကင်းစကန်ကိုကမ်ဘလူခရိုင်ပကဖအလှရှားရတဲ့ကမ်ဘလူခရိုင်အမှတ်3 PDF တိုင်ရင်နဲ့နေမီခံပကဖတွေဝင်ရောက်စီးနှင်းခဲ့တာလို့ဆိုပါတယ် G3 3လက်ကပိုင်2လက်ပြောင်းချောနှလက်သိမ်းဆီရရှိခဲ့ပြီးစကောင်စီအဖွဲ့ဝင်2ယောက်သိမ်းဆုံးပြီး6ယောက်ကိုဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့အတည်ပြုထားပါတယ်အဲ့ဒီဘီစောဒီကကင်းစကန်မှာ6ယောက်ရှိပြီးအလွဲတကူပဲသိမ်းပိုင်နိုင်ခဲ့တာလို့ဘိုပိုင်ချဲကပြောပါတယ်စီးနှင်းမှုမှာတနက်6လက်ပဲဖောက်ခရရပြီး ရဲဘော်တွေအားလုံးအထိခတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သူကစက်ပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ18ရက်ကလည်းကမ်ဘလူးမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကိုကမ်ဘလူးခရိုင်ပကပဦးဆောင်ပြီးရေဦးဒူဝံပကပနဲ့နယ်မြေခံပကပတွေစီးနေတိုက်ခိုက်ခဲ့ပါတယ်။အထိစစ်စင်မှာစစ်ကောင်စီအရာရှိအပေါင်းဝင်6ယောက်သေဆုံးပြီး17ယောက်ဖမ်းမိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ထားပါတယ်ရှင်။ဒီနေ့နေ့လယ်ခင်းထိနောက်ဆုံးရရှိတာတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။